Kysse lang kid vi har kæd jo nei ne Bello dui a me kæd vi yin sai tæt den nei ne Men bede chit dui da

ဟယ်လိုခမဲဘာမှာလဲခမဲပြောနေရကျွန်တော်ကြောက်နေပြီလေခမဲထွက်ခဲ့လေဟယ်လိုဟယ်လိုဟယ်လိုပြောမလို့ရဘသူတွေပြောလေရှက်တော့မလားနဲ့တော့ပြောပြောဒါပါလို့လာတယ်ဘယ်လိုလိုချင်ပတ်သက်ဒီမှာနေဟုတ်တော့ဒီမှာခမည်းကြီးကလိုချင် 睡了么？吼，饿了浪漫。冷吗？可米阿爷冷吗？没得哭。玲玲妈妈出兵，可米阿在战斗呀。那就不让我抱了。哼，嘿啊，那把这出兵呀，买的！ 哎，谢啊你？没有发酵木啊，对不对啊！哎呀，哈哈，刚刚标录没在，没在家人给涂开了，哈哈，完呀，不啊，我吐，我吐，呀，好，不啊，呀，不冷啊，涂呀。 哇！咱俩出关。啊！哦。偷了吗？马偷哇！偷啊！ call out င်ဗျာဘယ်လိုလဲကျွန်တော်ဘာလို့လာခဲ့ရကျွန်တော်ကွန်တီနာလှုပ်လိုက်တာဟောဟုတ်တလက်စားလေကုညီလက်စားလေကျွန်တော်ကုန်တွေပြန်လိုက်ဖို့ပြီလို့ရတာရလေကျွန်တော်ကောင်းမွန်ပြီးတော့လိုက်ဖို့ပြီဟောအနေခင်ဗျားမှာတန်ရာနေနေဗျာကုန်တွေမသွားခင်မှာကျွန်တော်စိတ်ကိုလိုက်ဖို့ပြီအောင်လားမရဘူးဗျာ 今天工哩嘛，一时子个血压是收起死个，我松皮怎么把面嘞，松皮路未晓，今个工哩要来不皮啊！给，我手来抓只看。 အဲ့ဒါပါပဲမိခင်ရေငါစိတ်မကောင်းလိုက်တာထဲ့ွားရေနေ့ကိုအခုလိုပုံစံမျိုးနဲ့မြင်ရတာငါတကယ်စိတ်မကောင်းကုနေဒရာအဲ့ကောင်လေးဘာဆက်ဖြစ်သွားသေးလဲကျွန်တော်လူတွေကောင်းကောင်းကြီးစုံမာလိုက်တယ်ပြီးအဲ့ကောင်တွေတိချလဲမေးခဲ့တယ်သူတို့ခိုင်းတာကိုတရားဆိုတဲ့တယောက်တည်း ကိုတရားဆိုတာငါတို့တိရဲ့လူပဲဖြစ်မယ်မိခင်ဒါဆိုနောက်ွယ်ရလူကဘာလို့လဲဆိုတာတိတာနေရမယ်အဝေးပြေးကြည့်ကြမှာမလို့တော့တာနေခုတက်ပို့ပြီးတော့ပတိထားပြီးနေဖို့ရန်နီပေးလိုက်တာပဲဟုတ်တယ်မမေခင်ရှေ့ချောင်းဒီတက်ပို့ပြီးကြိုးစားရမယ်နော်အမဒါနဲ့ ဥအောင်ကိုနဲ့တွေ့ဖို့ကဒီညနေမှလား။ဟုတ်တယ်။မေခင်နင်တို့နေ့ကအတူတူသွားကြမှာမလား။ငါတယောက်လည်းမသွားနဲ့နော်။အဲ့ဒီလူကရုံရိုက်လူမဟုတ်ဘူး။အေးပါ။ငါကိုနေသနားနဲ့အတူတူသွားမှာ။စိတ်ချပါကဘုန်းတော်ဟာ။သူ့ရုံလို့မရအောင်ဆိုရင်တော့မှကျွန်တော်ရုံလို့ရပါတယ်။တခုဆိုရင်လည်းငါစီဖုန်းဆောက်အောင်။အေးပါ။နင်ကကွာကိုကျမ်းမအောင်လေဟုတ်ပြီလား။

ကျွန်တော်ငွေအတွက်နဲ့မလုပ်တဲ့နေရာမှာလှုပ်ခဲ့မရတော့ကျွန်တော်ငုံကြပြီတောင်းမရဘူးမလုပ်ပါနဲ့ဥက္ကောကိုရဲထပါကျွန်မငရဲကြီးနေပါအောင်မဲထပါခင်ဗျာဥက္ကောကိုထိုင်ပြီးအေးစိစကားပြောနော်နော်လာဖြူဖြူကိုနေနေတော့လေကျွန်တော်ကျေးဇူးအများကြီးတင်ပါတယ်ဗျာ ကိုနေရင်နဲ့ကိုကြောသွားတာဈေးရုံအချိန်ကြီးရောက်လာပြီးကျွန်တော်မကယ်ခဲ့ဘူးမင်းဟင်းတပည့်ရဲ့လက်ချက်နဲ့ကျွန်တော်အခုလောက်ဆိုတည်နေလောက်ရောပေါ့ကိုရီနာတို့ဈေးရုံမြန်မြန်လာပြီးကျွန်တော်ကိုဖတ်ထားပြီးလို့သာကျွန်တော်အခုလိုအသက်ရှင်ခွင့်ရတာပါမင်းမိခဲအပေါ်မှာလဲကျွန်တော်ကျူးလွန်ခဲ့တဲ့အမိုက်အတွက်ကျွန်တော်တကယ်အနှုံညွတ်တောင်းပန်ပါတယ်နော်ရပါတယ်ဥပ္ပါကိုယ် ကျွန်မဒီယိုလာတာရှင်တောင်းပန်ခံခြင်းလို့လာခဲ့တာမဟုတ်ပါဘူး။ရှင်မိမရဲ့ကျမ်းမာရေးအခြေအနေနဲ့ကလေးနှစ်ယောက်အကြောင်းကိုကျွန်မမျက်နှာချင်းဆိုင်ပြီးပြောပြခြင်းလို့လာခဲ့တာပါ။ရှင်မိမရဲ့ကျမ်းမာရေးအခြေအနေကအခုအရန်ကိုစိုးနေတယ်။အဲ့ဒါကိုရှင်သိထားပြီးပြီလား။သိထားပါတယ်ဗျာ။သူ့ကိုခွဲစိတ်ဖို့အတွက် ငွေအရေးကြီးလိုနေခဲ့တာလေအားကြောင့်ကျွန်တော်မလုပ်သင့်တဲ့အမှားလေးလုပ်ခဲ့မိတာပေါ့ဗျာအခုတော့ကျမတို့ဆေးရုံတင်ထားပေးပြီးပါပြီကျွန်တော်သိပါတယ်အထီးတွက်မမေခိုင်ရဲ့ကျေးဇူးကိုကျွန်တော်တသက်မမေ့ပါဘူးဗျာရပါတယ်ဥဟောက်ကိုရယ်ပြီးတော့ရှင့်ကလေးတွေကလည်းရှင့်နဲ့အရန် တွေ့ကျင်နေတယ်အမေကလည်းဆေးရုံမှာသူတို့နဲ့တွေ့ခွင့်မပေးထားတော့ အဖေဖြစ်တဲ့ရှင့်ကိုပဲသူတို့သတိရနေကြတယ်ထင်ပါတယ်အမှန်တိုင်းပြောရရင်ကျွန်တော်မိမရဲ့ကျမ်းမာရေးအခြေအနေကစေကူတာမှုခံယူပြီးနောက်အလုံးစုံခံရတဲ့နှစ်ပေါ့ဗျာကျွန်တော်လေကျန်နေတဲ့ကျွန်တော်ဘဝရဲ့လက်ကျယ်နေရက်ဒီမှာကျွန်တော်သားသမီးနှစ်ယောက်အတွက် ျွန်တော်ဖခင်ကောင်းတယောက်ဖြစ်ချင်တာပေါ့ဗျာခင်ဗျာဖြစ်ချင်လည်းဖြစ်လို့ရပါသေးပြီဗျာပြီးရင်ခင်ဗျာကျူးလွန်ခဲ့တဲ့အဖြစ်တွေရလဲပြန်လဲပြင်ဆင်လို့ရတဲ့အဖြစ်တွေပါထိုင်ကျွန်တော်ခင်ဗျာပြောပြသားပါဟုတ်ပါတယ်ဗျာကျွန်တော်ရဲ့သားသမီးတွေအပြစ်သားတယောက်ရဲ့သားသမီးတွေအဖြစ်မခံနိုင်ဘူး ျွန်တော်အဲ့ဒီအမှန်တရားတွေအတွက်ပြန်ရင်ဆိုင်တယ်အခုလိုကြားရတဲ့အတွက်တကယ်ဝမ်းသာပါတယ်ကွန်ကိုဦးမေဟိန်ကျူးလွန်ခဲ့တဲ့အမှုအတွက်တပ်တွေအားလုံးကျွန်တော်စီမှာရှိတယ်တချိန်ကျွန်တော်ငွေလိုခဲ့ရင်အဲ့ဒီတပ်တွေကင်ပြီးငွေညစ်မယ်ဆိုတဲ့အကြံနဲ့ကျွန်တော်တင်ထားခဲ့တာဗျအဲ့ဒီတပ်တွေကိုကိုနေတင်နာနဲ့မမိခံလို့ ျွန်တော်ပြီးမယ်အခုလို့ကူညီပေးတဲ့အတွက်ဦးအောင်ကိုကျွန်မကျေးဇူးအများကြီးတင်ပါတယ်ဟိုဘာပဲလိုအပ်လိုအပ်ကျွန်တော်ပြောပါဗျာတကယ်လို့အမှုရင်ဆိုင်တဲ့ခါကြရင်လည်းကျွန်တော်တတ်တည်အဖြစ်ထွက်ဆိုပေးပါမယ်ကျေးဇူးတင်ပါ